ဒီပိစကဒရဓမ္မဗန္တာဂာတိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဖျားကြီးဦးစီးရေသားစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ကျမ်းစာတော်မြတ်ကြီးအိုရေတော်အဖျင်းရှေးဟုတ်ရှိသည့်အနံ၅အုပ်မြောက်အတွေ့အဖျင်းသရုတ်ထအတွေ့ကိုဆက်လက်ဖကြပူဇော်ပါမယ်ဆာမေနာနံပါတ်231သူစီလောမတုတ်ကိုဟောကြားတော်မူခြင်း ဤသူစီလောမတုတ်ကတုတ်တာနိဗ္ဗာန်ပါဠိတော်တန်ယုတ်တဂါထာဝကပါဠိတော်တို့၌လာရှိထိုတွင်ဤမဟာဗုဒ္ဓဝင်ကျမ်း၌တုတ်တာနိဗ္ဗာန်အထကတာဖွင့်ပြချက်အတိုင်းရေးသားဖော်ပြပေအံ့တဏီသောအခါမြတ်စွာဘုရားရှင်သည်မိုးတောက်အာကြီးလင်းလို့ဤအချိန်၌မဟာကရုဏာတမဘတ်မှာထတော်မူ၍ကွင်းစားကွင်းပိတ်ဖြင့် အာတယာနုတယာညာဣန္ဒရိယဘရောပရိယတိညာတိဟုသောဗုဒ္ဓဆက်ခုဖြင့်တတ္တလောကကို ကြည့်ရှုတော်မူလေလျှင်သူစိလောမဘလူခရလောမဘလူဤဘလူတငယ်ချင်းနှစ်ဦးတို့ဤသောတာပတ္တိဖိုကို ရရှိကြောင်းရှေးကောင်းမှုကို မြင်တော်မူရကတပိတ်သင်္ကန်းကို ယူဆောင်တော်မူကအာယုံဤအတွင်းမှာပင် ကြွသွားတော်မူ၍ခရာရွာဤအနီသူစီလောမဘလူဤဘုံဗိမာန်နေရတန်ကိတာမြည်သောကြောင်းညောင်ဆောင်၌ထိုင်နေတော်မူဤကွင်းစတန်ကိတာကြောင်းညောင်ဆောင်ဟူသည်မှာကြောင်တုံး၄ခုတို့ဤအပေါ်၌ ကြောက်ဖြာကြီးကို တင်ထား၍ပြုလုပ်အပ်သောထိုင်းစရာကြောက်ညောင်ဆောင် ဖြစ်သည်တွင်ပေထိုအခါသူစီလောမဘလူနှင့်ခရလောမဘလူတငယ်ချင်းနှစ်ဦးတို့သည်အစာရှာထွက်ကြရာမြတ်စွာဘုရားရှင်၌မနီမဝေသောအရက်၌သွားနေကြဆဲဖြစ်ကုန်၏သမဏနာနံပါတ်232 ထိုဘလူနှုတ်တို့တွင်တဦးသည်ရှေ့လွန်လီပြီးသောအခါတန်ခါဤစီကိုတန်ခါမပန်ကြားပဲယူ၍မိမိကိုယ်ကိုလိမ့်ကြံလီထိုသူသည် ထိုမကောင်းမှုအကုသိုလ်ကံကြောင့်ငရဲ၌ကြားရပြီလျင်ခရာရီကံဤစိတ်ကံဤဝဲဘလူမျိုး၌ဖြစ်လာလီသည် ထိုမကောင်းမှုအကုသိုလ်ကံဤအကျိုးဝိဘက်ကျွင်းအနေဖြင့် ထိုဘလူဤအင်္ကာကြီးငယ်တို့သည်ကြောက်လန့်စွဲဖောက်ပြန်သော အစင်းရှိကြလေအစင်းရှိကြလေသည်ထိုဘလူဤကိုရေတီကအုတ်ကျအမိုးပမာကွေးစားခွင့်ပိတ်ဖြင့်ငါအကြီးကွန်ကဲ့သို့အဖက်လိုက်အဖက်လိုက်တီရှိကလွန်စွာကြမ်းတမ်းသောအတွေ့ရှိထိုဘလူသည် ူတစ်ပါးကို၆လန့်လိုတော့အခါအုတ်ကျုံမိုးနဲ့ဒူတော့အေးကွန်အကြီးအကြီးလွာတို့ကိုကြွစေထစေ၍၆လန့်လေသည်ဤတို့လျင်ထိုဘလူသည်ကြံတန်းသောကိုအတွေ့ရှိသောကြောင့်ခရဘလူဟူသောအမိကိုရရှိလေသည်သူစိတ်လောမဘလူ၏အကြောင်း အခြားဘလူတူဒီကကသဗမြတ်စွာဘုရားရှင်လက်ထက်တော်အခါဥပါဒကဒါယကတယောက်ဖြစ်၍တလလျင်ရှိရတရားပွဲနေတိုင်းကျောင်းတော်သို့သွားရောက်ကတရားနာလေးရှိဒုဒါယကသည်တနိဒနာ၌တရားနာရန်ကြွေးကြော်လက်သည်ရှိတော်တန်ခအရန်ကျောင်းတိုက်တကားဤအနည်းရှိမိမိဤလေကင်းကိုရှင်းလင်းတုတ်တင်နေစဉ် ကျွေးကြောတန်ကိုဝိဇာခွင့်ပေးဖြင့်တရားနာဖိတ်ခေါ်တန်ကိုကြားရ၍ငါရေချိုးနေလျင်အချိန်ကြာလိမ့်မည်ဟုကြံစီအောင်းမိကရေမချိုးပဲညင်နွမ်းသောကိုရှိလျက်သာဥပုပ်အိမ်အတွင်ဝင်ရောက်၍အဖိုးများစွာထိုက်သောမြေအခင်း၌မယုံမသေးလျောင်း၍အိတ်ခဲလီသည်သမဏနာနံပါတ်233 ထိုဒါယကသည်ထိုကံနှင့်အခြားကံကြောင့်ငရဲ၌ကြက်ရပြီးနောက်ခရာရေကံ၏စိတ်ကံဤဝယ်ဘလူမျိုး၌ဖြစ်လာလေသည်ထိုဘလူသည်ထိုမကောင်းမှုအာကုသို့ကံ၏အကျိုးဝိပက်အကျွင့်ဤဖြင့်မြင်မကောင်းရှုမကောင်းအကြီးတန်လှ၏ထိုဘလူ၏ကို၌အမွှေးတို့သည်လဲအချောင်းပမာလွန်စွာဆူးရှား ြံခတ်လကုန်၏ထိုပလူသည်၆လန့်လိုသောတတ္တဝါတို့ကိုအသွားတို့ဖြင့်ထိုးစွတကဲ့သို့၆လန့်လေ၏ဤသို့လျှင် ထိုပလူသည်အသွားနှင့်တူသောအမွေးရှိသောကြောင့်သူစိလောမဘလူဟုသောအမည်ကိုရရှိလေသည်တို့ဘလူတငယ်ချင်းနှစ်ဦးတို့သည်အစာရှာရန်မိမိတို့ဘုံဘိတ်မှမှ ထွက်ခဲ့ကြ၍ ကာလအတန်ငယ်သွားကြပြီကာလအတန်ငယ်သွားကြပြီသွားရင်လန့်တာတပံပြန်လာကြ၍အခြားအရက်တစ်ခုတို့သွားနေကြစေမှာမြတ်စွာဘုရားရှင်နဲ့မနီးမွေသောအရက်၌သွားနေကြစေဖြစ်ကြလေသည်ထိုအခါခရဘလူသည်သူစီလောမဘလူကို ထိုသူကယဟန်သည်ဟုယူသားစွာဖြင့်မိမိအထင်တိုင်းပြောကြလေ၏ သူစီလောမဘလူကတပံခရခရဘလူကိုထိုသူကယဟန်စစ်မဟုတ်ယဟန်တူဖြစ်၏ထိုသူယဟန်စစ်ဖြစ်မည်ယဟန်တူဖြစ်မည်ကိုငါတို့သိအောင်စုံစမ်းအံဟူ၍ပြောဆိုလေ၏ကွင်းစဤ၌ခရဘလူသည်ယဟန်အတွင်ကိုမြင်၍ယောသားစွာဖြင့်ထိုသူကယဟန်သည်ဟု ပြောလိုက်လေသည် သူစီလောမဘလူဒီကကြောက်လန့်တော်သူဖြစ်လျင်ယဟန်စစ်မဟုတ်ယဟန်တုသာဖြစ်၏ဟုအယူရှိသောကြောင့်မြတ်စွာဘုရားရှင်ကိုကြောက်လန့်မိသူဟုထင်မှတ်ထင်က ထိုသူကယဟန်စစ်မဟုတ်ယဟန်တုဖြစ်၏ဟုအစောတလင်ပြောလိုက်ပြီးနောက်တပန်စုံစမ်းလိုပြန်သည့်အတွက်ထိုသူယဟန်စစ်ဖြစ်မိယဟန်တုဖြစ်မိကိုငါသိအောင်စုံစမ်းအမ်းဟုပြောဆိုပြန်သည်ကွင်းဘိတ် ဇာမျက်နှာနံပါတ်234ထိုတို့ပြောဆို ပြီးနောက်သူစိတ်လောမဘလူဒီမြတ်စွာဘုရားရှင် ရှိတော်မူရာတို့တွားရောက်ပြီးလျင်မိမိအကြီးတန်လှအမွေးဆောင်ထ၍နေသော ကိုကြီးကိုဘုရားရှင်ဘက်သို့ညှို့ကိုင်းလိုက်လေသည်ထိုအခါမြတ်စွာဘုရားရှင်သည်ကိုယ်တော်မြတ်ကိုတိမ့်ဖယ်တော်မူလိုက်လေသည် ထိုအခါသူစီလောမဘလူကမြတ်စွာဘုရားရှင်ကိုယဟန်ငါ့ကိုကြောက်သလားဟူ၍မင်းမြန်းလေလျင်မြတ်စွာဘုရားရှင်ကဒါကဘလူငါဒီတင့်ကိုမကြောက်စင်စစ်တော်ကတိကိုအတွေ့ဒီကြမ်းတမ်းရုပ်မာလာဤဟူဖြေကြ မိတ်ဆိုတော်မူလေ၏ထိုအခါတဇိုးတသိကြောက်ရွံ့ခြင်းအလင်းမရှိသောမြတ်စွာဘုရားရှင်ကိုမြင်ရလေလျင် လူစီလောမဘလူသည်ဤသို့စင်မြကြမ်းတမ်းလာသောငါဤဘလူအတွေ့ဖြင့်တွေ့တိအပ်ပါလျက်ဤသူက လူသားစင်စစ်ဖြစ်လျက်မကြောက်ချေယခုကငါသည် ထိုယဟန်ကိုသဗ္ဗညုမြတ်စွာဘုရားရှင်ဤအရာ၌ပြဒနာကိုမေးပြန်မချွတ်ပင်ဤယဟန်သည် ်ထိုဗုဒ္ဓဝိသယပြဒနာ၌အပြည့်အစုံပြည့်စုံနိုင်လိမ့်မည်မဟုတ်ထိုအခါငါသည်ထိုယဟန်ကိုဤနည်းဤနည်းဖြင့်ညင်ပန်းနှိမ့်ဆက်ပေအံ့ဟုကြံစီပြီးလျင်ယဟန်သင်ကိုငါသည် ပြဒနာကို မေးပေအံ့အကယ်၍သင်သည်ငါထိုပြဒနာကို မပြေမလဲပြန်လဲပကြပါမယ် အကယ်၍သင်သည်ငါထိုပြဿနာကို အပြည့်အလဲမပြေဆိုးနိုင်လျင်သင်စိတ်ကို ပြန်လွင်ယူတို့သွားစေမည်သို့မဟုတ်သင်နှလုံးကိုတော်မူလဲဖောက်ခွဲပြစ်မည်သို့မဟုတ်ခြေတော်နှချောင်းတို့ကိုကန်၍မြစ်တစ်ဖက်ကန်းတို့ ပြင်းလွေလိုက်မြည်ဟူရိုင်းပြစွာပြောကြလိထိုအခါမြတ်စွာဘုရားရှင်သည် မာကရုဏာပြထန်ရှင်လန်းသောမျက်နာဖြင့်ဒါယကာဘလူနတ်မန်နတ်ဗြဟ္မာနှင့်တကွသောနတ်လောကယဟန်ပုံနာမင်းများနှင့်တကွသောလူလောကဤလောကနှစ်စုံဤလောကနှစ်စုံဝင်ငါဖျားဤစိတ်ကို ပြန့်လွင့်ယုတုစေနိုင်သူ သို့မဟုတ်နှလုံးသားကို ဖောက်ခွဲပြစ်နိုင်သူ သို့မဟုတ် ခြေနှောင်းတို့ကိုကန်၍မြစ်တစ်ဖက်ကန်းသို့ပြည့်လွင့်နိုင်သူတလူကိုမြငါဘုရားမြင်တော်မမူဇမနာနာမ235တို့ပင်ဖြစ်စေကမူဒါကဘလူသင်မေးလူရာပြဿနာကို မေးလော့ကွင်းစားကွင်းပဲဖြင့်သင်ဤပြဿနာကိုအကြံမထငါဘုရားဖြေချပေးအံ့ဟု တပ်ပင်ညူမြတ်စွာဘုရားရှင်တို့ဤဖိတ်ကြားခြင်းဖြင့်ဖိတ်ကြားတော်မူလေလျင် သူစိတ်လုံးမှဘလူတီမြတ်စွာဘုရားရှင်ကိုဂါတာဖြင့်ဤသို့မေးလျောက်လေ၏ရာဂောစရောတောစကုတော်ဏိဒါနာအရဒီရဒီလောမဟန်သောကုတော်စာကုတော်သမုဋ္ဌာယမနောဝိတက်က ကုမာတကဒင်ကမိဒင်ကမိဟောတိဇန္တိတမနယဟံရာဂောစရာဂတိ၎င်းရောသောစရောသတိ၎င်းကုတောနိဒါနာအဘေလယင် အကြောင်းရှိကုန်တနိအရဒီစိတ်ငြိမ်ရာတော့ကြောင်းကုသိုလ်တရားကောင်းတို့၌မမွေ့လျော်ခြင်းတိ၎င်း ရဒီအာယုံ၅ပါးလိုက်စားနှစ်ချိုက်မွေးလျော်ပြောပိုက်ချင်းဒီ၎င်းလောမဟန်တော်မွေးချင်းရွှင်ပြကြတိထာချင်းခွင်းစားခွင်းပိတ်ဖြင့်စိတ်တုတ်တရာတာတရားဒီ၎င်းအီမေဣတရား၃ပါးတို့ဒီကုတော်စာအဘယ်မှ ဖြစ်ကြကုန်သနည်းကုမာရကရွာသူသားငယ်တို့ဒီရင်ကန် ြီးငတ်ကိုဗန္ဓိတဝါကျိုးပြင်ခြေ၌ဖွဲ့၍ဩဒဇန္တိဤဝအထက်သို့ပြင့်အထက်သို့ပြင့်ပြင့်လွင့်ကစားကြကုန်တကဲ့သို့ဝိတက်ကဝိတက်ကိုပါအကြံတရားတို့သည်ကုတော့အဘယ်မှသမုဋ္ဌာယဖြစ်ပေါ်ထားကြ၍မနောကုသိုလ်စိတ်ကိုဩဒိဇန္တိ လွှင့်ကုန်သည်ဤကကာထာနံပါတ်1ဒီထိုအခါမြတ်စွာဘုရားရှင်သည်သူစီလောမဘလူအားဤဆိုလက်တန်သောသုံးကာထာတို့ဖြင့်ပြေတနာဖြေကြတရားတော်တရားဟောတော်မူလေ၏သမဏနံပါတ်236ရာဂောဇရောသောဇာဤတော်ဏိဒါနာ အရဒီရဒီလောမဟန်သောဤသောဇာဤသောသမုဋ္ဌာယမနောဝိတက်ကကုမာရကဒင်ကမိဟောတသံတိအာဟုသောဒါယကဘလူရာဂောဇာရာဂတိ၎င်းရောသောဇာရောသတိ၎င်းဤတော်နိဒါနာဤခန္ဓာအတဘောလျင်အကြောင်းရှိကြကုန်၏အရတိ စိတ်ညင်ရာတော့ကြောင့်ကုစုတရားကောင်းတို့၌မမွေ့လျော်ခြင်းသည်၎င်းရတ္တီအာယုံ၅ပါးလိုက်စားနှိမ့်ချိုက်မွေ့လျော်ပျော်ပိုင်ခြင်းသည်၎င်းလောမဟံသော မွေ့ခြင်းရှင်ပြကျက်သီးထာခြင်းစိတ်ဒုဒ္ဒရာတတရားသည်၎င်းဤမေဤတိတရား၃ပါးတို့သည်ဤဒောဇာဤခန္ဓာအတဘောမှ ဖြစ်ကြကုန်၏ ကုမာရကရွာသူသားငယ်တို့သည်ရေငန်ကြီးငှက်ကိုဗန္ဓိတဝါကျိုးပြင်ခြေ၌ဖွဲ့၍ဩဒေဇန္တိဤဝအထက်သို့ပြင်ပြင်းလွင်ကစားကြကုန်တကဲ့သို့ဝိတက်ကဝိတက်ကူဝအကြံတရားတို့သည်ဤတော့ဤခန္ဓာအတဘောမှာသမုဋ္ဌာယဖြစ်ပေါ်ထားကြွ၍ မနောကုသိုလ်စိတ်ကိုဩတ္တဇန္တိလွှင့်ညကုန်ဤဤကကာရနံပါတ်1သည်တဏိဟဇာအတ္တတံဗုဒ္ဓနိဇောဓတ်ဒေဝခန္ဓဇာပုထုဝိပုထုဝိတ္တတာကာမေတုမာလူဝါဝဝိတ္တတာဝနေ ရက်ခတကားဘလူနီကျော်ရတာပညာဘင်ပြီးညောင်ဘင်ဤပါရောဟာမြင့်ပြင်းတို့၌ခန္ဓာစာဤဝါပင်စီတို့၌ဖြစ်တဲ့ကဲ့သို့တဏိဟဇာတဏအစေးကြောင့်ဖြစ်ကုန်သောရာဂဒေါသအစရှိသောတရားတို့သည် အတ္တတံဘုဒ္ဓဤခန္ဓာကိုအတ္တဘော၌ဖြစ်ကုန်ဤသာမဏေနံပါတ်239ဝဏိတော၌ဇာတာဖြစ်သောမာလူဝါမာလောနွယ်သည်ဝိတတာဣဝါမိမိနွယ်သောသစ်ပင်ကို ထဝန်းကျင်ရစ်ပတ်ပိတ်ဆို့တကဲ့သို့ပုထု များပြားလှစွာကိလေသာတရားတို့သည် ကာမေတုဝုထုအာယုံကာမဂုံတို့၌ဝိတ္တတာ ထူးထွေစမ်းကြညစ်တွယ်နေကြကုန်၏ဤကကာရဏံဘတ်သုံးသည်ရှင်နံပဇာနန္တိယတောနိဒာနံတေနံပီနောဒင်တိသူနောရှိယက္ခ ဒေဒုတ်တရံဩဃမိမံတရံတိအဒိဏပုပ္ပံအပုဏဘဝယသက္ခတကားဘလူသူနောဟိနားထောင်လောရေမက်မထင်အကျဉ်သူတို့သည်နံထိုဒုက္ခသစ္စာခန္ဓာပြင်စက အတဘောကို ရှားတော့ဏိဒာနံအကျင့်သမှုရအသ္သာတနာလောဘလျင်အကြောင်းရှိ၏ဟူ၍ပဇာနန္တိပိုင်းခြားထင်ထင်သိမြင်ကြကုန်၏တေထိုသူတို့သည်နံထိုဒုက္ခအသ္သာခန္ဓာ၅ပါး၏အကြောင်းမကောင်းသောသမှုရအသ္သာတနာလောဘကိုဝိနောထင်သည်အထင်ကြီးကမကအသ္သာတရားဖြင့်ပယ်ရှားဖြောင်းလွှင့်ရကုန်၏တေထိုသူတို့ တေထိုသမှုရိယသစ္စာတဏှာလောဘကိုအထင်ကြီးကမကသစ္စာတရားဖြင့်ပယ်ရှားဖြောင်းလွင်ကြသည် အရိယသခင် သူတော်စင်တို့သည်ဒုတ်တရံကူးမြောက်နိုင်ခဲ့သောအတိဏပုပ်ပံတန်တရာအတိတ်ဘဝဝယ်အိမ်မက်တွင်မြမကူးမြောက်ခဲ့ရဘူးသောဣမံဩကံ ဤဩဃလေးခန်းကိလေသာ ရေပင်ကြံကိုအပုဏဘဝါယတပံဘဝသစ်၌မဖြစ်စေခြင်းငါဝါဏိရောဓသစ္စာအလုံးကတရံဒီကူးမြောက်နိုင်ကြကုန်၏ဤကကာရနံပါတ်၄သည်သာမဏေနံပါတ်138ဤတို့လျင်သစ္စာ၄ပါးကိုဖော်ပြသည့်ဤတရားဂါထာကိုကြားနာကြရကုန်သည်ရှိသော ထိုဘလူသူငယ်ချင်းနှဦးသားတို့သည်ဂါတာနီကုံအစုံ၌ပင်လျင်သောတာပတိဖို၌ဒီရလီကုံ၏သောတာပန်အဓိယာဖြစ်ကြသည်နှင့်တပြိုင်နက်ထိုဘလူသူငယ်ချင်းနှဦးသားတို့သည်မူလရှိရင်အစင်မလာမှုအကြည်တန်မှုများအလင်ကွယ်ပကြကာနတ်တန်းစာစင်ပြီးသား ဆွေသားအဆင့်ဝါဝင်းသောကိုရီရှိကြလျက်ကြည်မြင်ရသူတို့ကြီးညိုဖွယ်သော ပုံပန်းတရံရှိကြလေကုန်သည်သူစီလောမတုတ်ကို ဟောကြားတော်မူခြင်းအကြောင်းပြီးဤတွင် အခန်း32ပြီး